်မင်္ဂလာပါရှင်ကျွန်မကတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါရခိုင်မြို့နယ်ကြောက်ဖြူမြို့နယ်အတွင်းကစစ်ကောင်စီရဲ့နှမ်းဖဲတောင်ကာကင်းစခန်းကိုအာရခတပ်တော်ကသိမ်းပိုက်လိုက်ပြီးစစ်ကောင်စီရဲ့တမတစ်တစ်နီးဖြူဟာမူတအူနဲ့ဗိုလ်ကြီးတအူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးမှုတွေရှိရလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ မေလနောက်ဆုံးဘက်ကနေစတင်ပြီးကြောက်ဖြူအခြေဆိုင်အမှတ်32ရဲတက်ရင်ရဲရှေတန်းကာကင်စခန်းနှမ်းဖဲတောင်ကိုအာရခတက်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖက်ကလေချောင်းရေချောင်းအပြင်လက်နက်ကြီးပစ်ကူတွေပေးနေတဲ့ကြားကနေတိမ့်ပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တရားသိရပါဗျ။ဒါအပြင်မေလ25ရက်နေ့ကကြောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်ထားတဲ့စစ်ကောင်စီရဲ့တပ်မတစ်တစ်ကနှီးပြူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ခမရ943ကဗိုလ်ကြီးတဦးနဲ့နောက်ထပ်တပ်ဖွဲ့ဝင်3ဦးဟာအာရခတပ်တော်ရဲ့စနိုက်ပါထိမှန်ပြီးတော့ကျခဲ့တယ်ဆိုတာဟုတ်မှန်ကြောင်းကိုကြောက်ဖြူစစ်မျက်နာကစစ်တပ်ဘက်ကနောက်ဆုတ်ပေးနေရတဲ့သဘောမှရှိရဲလို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောပါရရှင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးနှုန်းဇက်တိုက်မြင့်တက်တာတွေနဲ့တူလူသလောက်ဝယ်ယူလို့မရတာတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းလုတ်ကင်သူတွေစီကနေသိရပါဗျာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပြပကနေမှာယူသုံးဆွဲရမှာအရင်နှစ်တကတည်းကဈေးနှုန်းနှစ်ဆခန့်မြင့်တက်လာတဲ့အပြင်လမ်းမဆက်သွယ်ရေးခက်ခဲတာတွေနဲ့ပြည်ရင်းကိုတင်သွင်းရမှာအခက်အခဲတွေရှိနေတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းသုံးအများစုဟာလုပ်ငန်းလည်ပတ်ဖို့အတွက်ခက်ခဲလာတယ်လို့ဆိုပါတယ်စစ်တပ်အာဏာမသိမ်းခင်ကရန်ကုန်မြို့ကအိမ်ဆောက်ပစ္စည်းတွေရဲ့ဈေးကွက်အတွင်းမှာတော့လက်အုပ်တစ်လုံး60ကျပ်စက်အုပ်10ပောက်ကတော့တစ်လုံးကို130ကျပ်တဲတခြင်း8000ကျပ်ကျောက်စရစ်တခြင်း8100ကျပ် ဘီလက်မြေဈေးနှုန်းဟာတစ်အိတ်ကို6300ကျပ်သာရှိခဲ့ပါတယ်။လက်ရှိဈေးနှုန်းနဲ့အရာကတော့အုတ်တလုံးကို380ကျပ်ကနေ400ကျပ်၊တဲတခြင်းကျပ်3000ကနေ3500ကျပ်၊ကြောက်တခြင်းကိုတော့ကျပ်3400ကျော်ဒီဈေးနှုန်းနေအစမတန်မြင့်တက်နေရလို့သိရပါပါရှင်။ တရုတ်အစိုးရကစစ်ကောင်စီဘက်ပေါ်ပေါ်ထင်ထင်ရက်တည်ပြီးမြမအရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရက်တန့်ဖို့မြမအရေးတက်ကြွလှုပ်ရှားသူတွေကဒေသစံတော်ချိန်မေလ29ရက်နေ့မွန်လွဲပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ယုံရှိမှာဆန္ဒပြခဲ့ကြပါတယ်ဝါရှင်တန် DC ကိုရောက်ရှိနေတဲ့မြန်မာနယ်ပွားတွေကအပတ်စဉ်မြန်မာတန်ယုံတရုတ်တန်ယုံနဲ့တရုတ်တန်အမတ်နေအိမ်ရှိမှာဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့ရတဲ့အခက်အခဲတွေကိုထောက်ထားဖို့တိုက်တွန်းခဲ့ကြပါတယ် ဆရာနာသိမ့်ပြီးအစောပိုင်းကာလမှာတရုတ်အစိုးရကမြမအရေးနဲ့ပတ်သက်ပြီးဝင်ရောက်ပြောဆိုတာမှတ်ချက်ပေးတာမျိုးမရှိခဲ့ပေမဲ့2023ခုနှစ်မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့10 29စစ်စင်ရေးအလွန်နောက်ပိုင်းမှာတော့မြင်သာတဲ့ပါဝင်ပတ်သက်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ဆရာနာရှင်ဟောင်းနေနဲ့တွေ့ဆုံတာတရုတ်နိုင်ငံကို စစ်ကောင်းဆောင်ကိုဖိတ်ခေါ်တွေ့ဆုံတာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးအကူအညီတွေပေးခဲ့တာတွေနဲ့လာရှုမျိုးကိုစစ်ကောင်စီလက်ထဲပြန်လွှဲပေးခဲ့တာ။ အာဆီယံဒေတာရင်းနိုင်ငံတွေကိုဖိအားပေးပြီးနိုင်ငံရေးအရာလိုချင်တဲ့ပုံစံကိုအသွင်ပြောင်းယူတာဒါမျိုးတွေကိုတရုတ်အစိုးရကဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။မန္တလေးမှာရှိတဲ့ကျောင်းဝန်းဒီတွေကငလျင်ဘေးတင့်ယာယီစခန်းတွေမှာနေထိုင်သူတွေကိုစစ်ကောင်စီကမေလကုံနှောက်ဆုံးထားပြီးဖယ်ရှားခိုင်းတဲ့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။မြတ်သစင်သတင်းပေးပို့ထားတာပါရှင်။ အင်အားဖြင့်စကိုင်းငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့ရတဲ့မန္တလေးမြို့မှာလက်ရှိအချိန်ထိဒေသခံတချို့ဟာငလင်ဘေးတင်ယာယီစခန်းတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။မန္တလေးမြို့အောင်မြေသာဆန်ရပ်ကွက်ကဘောလုံးွေတစ်ခုမှာရှိတဲ့ငလင်ဘေးတင်ယာယီစခန်းထဲမှာနေထိုင်နေရသူကလက်ရှိအခြေအနေတွေကို ပြောပြပါဗျာ။ကျွန်တော်ကအခုတော့ကျွန်တော်တိုင်ခင်းကတော့ဟိုတော့ဖြတ်ရမလား ဟိုပြန်ပြန်စောင့်လာတယ်ဖြစ်ခုချိန်ကြီးကျွန်တော်စောင့်နေတော့မစောင့်နေနဲ့ဒီငယ်ဘေးလုကတဲ့စကမ်းပါပေါ့နော်အဲအဲရောက်နေတော့မရောက်နေတော့ဆိုတော့အခုကလောလောဆယ်ရတော့ကျတို့ကပြန်စောင့်လို့ဒီမှာကျွန်တော်ပုဂံလေးရှာမယ်နဲ့ရှာပြီးစောင့်အောင်မဟုတ်ရအခုကစောင့်မိန်ကိုမကြသေးရစောင့်မိန်ကိုအခုဖြစ်မိန်ကိုမကြသေးရဗျာဟုတ်ဖြစ်ကြတယ်မကြသေးရဟုတ်မကြသေးတော့ဒီတိုင်းပေါ့ဗျာအခုအခုကဒီကျွန်တော်တို့ကအင်ဂျင်မဲ့နေတော့မဟုတ်ဗျာဇွန်လတွေမှာအခြေခံအကြောင်းတွေပြန်လည်ဖွင့်လှစ်တော့မှာမို့ အောင်မြင်သဆန်ရက်ကွက်မှာရှိတဲ့ကျောင်းဝင်းတွေတဲကယာယီစခန်းတွေမှာနေထိုင်နေရသူတွေကိုဖယ်ခိုင်းတာတွေနေရာရွှေ့ပြောင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။မန္တလေးမြို့ကတချို့ရက်ကွက်တွေမှာတော့ကျောင်းဝင်းတွေတဲကငလင်ဘေးတင်ယာယီစခန်းတွေအပါအဝင်ယာယီစခန်းတော်တော်များများကနေထိုင်သူတွေကိုမေလကုံနောက်ဆုံးထားပြီးအပီးရွှေ့ပြောင်းခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့ပြန်လည်နေရာချထားပေးတဲ့အစီအစဉ်တွေလည်းမရှိဘူးလို့ပရိုက်တာလှုပ်ဆောင်နေသူလူငယ်ကဆိုပါတယ်။ ယာယီဖကန်ရွှေ့ပြောင်းမှုအခြေအနေကတော့မန္တလေးမှာကရှိရပါအဲကျွန်တော်တို့တချို့နေရာတော်တော်များများမှာတော့ဒီဖုန်းကြောင်းကိုပို့လိုက်တာမျိုးတွေရှိရနောက်တစ်ခုကကျတော့ကျွန်တော်တို့ဓမ္မယုံအကြီးကြီးတွေဆိုလည်းအဲ့လိုမျိုးပေါ့နည်းနည်းလေးသူတို့နဲ့နေသက်တဲ့လူစုံတော့ဓမ္မယုံနောက်ထပ်တော့ရတာပေါ့ကျွန်တော်တို့ဒီနန်းရှေဘက်ကကျွန်တော်တို့ဒီအကြောင်းကကယ်ဆယ်ရေးစခန်းဆိုတော့ဒါကျွန်တော်တို့မျက်နှာချင်းဆိုင်မှာပေါ့နော်ပြန်လည်ဆောက်လုပ်ပြီးတော့ အဲဆောက်လုပ်ပြီးတော့ထားမှာမျိုးတော့တွေ့ရတယ်ဒါပေမဲ့လည်းအဲ့ဒါကကျွန်တော်တို့အစိုးရလုပ်ပေးထားတာမျိုးမဟုတ်ဘူးကျွန်တော်တို့မွတ်စလင်အဖွဲ့အဖွဲ့အစည်းချုပ်တခုကနေပြီးတော့အဲစီစဉ်ထားပေးတဲ့အဲယာယီစခန်းလိုမျိုးပေါ့နော်ဒါကလည်းအစိုးရလုပ်ပေးတာမဟုတ်ဘူးကျွန်တော်တို့ပုဂ္ဂလိကကအဲလုပ်ပေးတဲ့အခြေအနေနေမျိုးဒီမှာပဲရှိတယ်ကျန်တာကတော့ကိုယ်စီစဉ်နဲ့ကိုကိုဘယ်လိုနေမလဲကိုယ့်အောက်ပဲရွှေ့ပြီးလဲပဲပြောင်းမလဲပေါ့နော်ဟိုဘယ်လိုငားနေမလဲဆိုတာတော့ကိုယ်စီစဉ်နဲ့ကိုကပို့များပါတယ်မှာနောက်ဆက်တွဲငလင်တွေတောက်လျှောက်လှုပ်ခတ်နေပြီးမိုးရင်းကိုရောက်ရှိနေတဲ့အခြေအနေမှာ အခုလိုငလင်ဘေးတင်ယာယီစခန်းတွေကိုဖယ်ရှားခိုင်းတာတွေကအခက်ခဲတွေအများကြီးကြုံစီမှာဖြစ်တယ်လို့လဲပရဟိတလှုပ်ဆောင်သူတွေအကူအညီပေးနေသူတွေကဆိုကြပါတယ်ဒါမိုးတွင်မိုးတွင်အခုမန်လေးမှာကမိုးဒါငလင်ကရက်နေတာတရက်လောက်ပဲရှိသေးတယ်ကျွန်တော်ဒါမိုးကလည်းဒါအဲဒီနေ့လောက်မှကျွန်တော်နည်းနည်းလေးရက်သွားတာမျိုးရှိတယ်ရက်သွားတာဒါနဲ့ရွာတဲ့ပတ်ဒီမှာရွာပါသေးရေပေါ့နော်ဆိုတော့မိုးလည်းမရက်ငလင်လည်းမရက်သေးတဲ့အချိန်ဒီမှာတော့ဒါအများကြီးခက်ခဲရှိတယ်ဒါအခုနောက်တဲ့အဲရှိနေတဲ့ စခန်းနေရပါကျွန်တော်တို့နောက်ထပ်ထပ်ပြောင်းပေးလိုက်ရမယ်ဆိုတော့ပို့ပြီးတော့ခက်ခဲတွေ့သွားနိုင်တာမျိုးရှိတယ်ဆက်စပ်အရင်ပြောခဲ့တဲ့ငတိငလင်းနဲ့ပတ်သက်တဲ့ဒီတို့လိုတန်းလဲစောက်အောင်နေရတယ်ဒါထပ်ပြိုကျနေရတယ်အများကြီးရှိတယ်အခုဘောနော်မန်လေးတဲ့မှာဆိုရင်လည်းအများကြီးရှိတယ်ဆိုတော့အများကြီးစိုးရင်ရတဲ့အချိန်တွေပေါ်မှာပဲမူတည်နေပြီမူတည်နေသေးပဲလေဘောနော်ငလင်းဘေးအတွက်မေလ29ရက်နေ့ကနေပြည်တော်ဘေးနောင်ရိတ်သားမှာပြည်ရင်းပြပအလှူရှင်တွေစီကအလှူငွေကျပ်133.53ဘီလီယံနဲ့ မေရိကန်ဒေါ်လာ1.3တန်းသန်းကျော်စစ်ကောင်စီကထပ်မံရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီ1ရက်နေ့ကလည်းနေပြည်တော်မှာ ပြုလုပ်တဲ့ပထမအကြိမ်အလှူငွေပေးအပ်ပွဲမှာပြည်ရင်းပြည်ပအလှူရှင်တွေကကျပ်112.89 88ဘီလီယံနဲ့အလှူပစ္စည်းတန်ဖိုး12.4ဘီလီယံစုစုပေါင်း125.29 28ဘီလီယံကျပ်ရရှိခဲ့တာပါ။ငလင်ဘေးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့မန္တလေး၊စကိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ လက်ရှိအချိန်ထိအကူအညီတွေများစွာလိုအပ်နေစေအခြေအနေဖြစ်ပေမဲ့စစ်ကောင်စီစီကထိရောက်တဲ့အကူအညီတစုံတရာမရရှိကြဘူးလို့ငလင်ဘေးဒဏ်သင့်ပြည်သူတွေကဆိုကြပါဗျ။ကျမမျက်သစင်ပါရှင်။မိတ်တလာမျိုးဝင်ဒိုဂိတ်မှာစစ်ကောင်စီလက်အောက်ခံမလိုင်မျိုးနယ် စီမံအဖွဲ့ဝင်တဘုံမူဝေဖြိုးနယ်စကားများခဲ့တဲ့မိထီလာပြည်သူစစ်ကောင်းဆောင်အငိမ့်စာတက်ချက်ကြီးဇော်ယူထွန်းကိုမေလာ28ရက်နေ့ကစစ်ကောင်းစီကပုံမှန်နှစ်ခုနဲ့ယုံထုတ်ပြီးမိထီလာထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိဆက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်းစီကမိထီလာမြို့နယ်တရားရုံးမှာမေလာ28ရက်နေ့ကအငိမ့်စာတက်ချက်ကြီးဇော်ယူထွန်းကိုကနအူးပုံမှန်905ကကြီပုံမှန်66ကကြီနဲ့ယုံထုတ်ခဲ့ပြီးတဲ့နောက်မိထီလာအကျဉ်းအောင်ပို့ဆောင်လိုက်တယ်လို့ပြောပါရယ် မတ်လ29ရက်နေ့ကမိချ်လာမျိုးအဝင်ဂိတ်မှာမလိုင်မျိုးနယ်စီမံအဖွဲ့ဝင်1ပုံမှုဝေဖြိုးနယ်ကားမှန်တကားမချတဲ့ကိစ္စနဲ့စကားများပြီးတဲ့နောက်မိတိလာတက်နယ်ခမာယာ113ကစစ်မှုထမ်းကိစ္စနဲ့ငွေကျပ်390ယူတဲ့ကိစ္စတွေကိုလူမှုကွန်ရက်မှာတင်လိုက်လို့အဖမ်းခံရတယ်လို့မြို့ခံတယောက်ကပြောပါရယ်အထက်အရာရှိရေကိုတိုင်ကငွေကြေးကောက်ခံနေတဲ့အတွက်စစ်မှုထမ်းကိစ္စငွေကောက်တာတရားဝင်လာလို့မေလ13ရက်နေ့ကလူမှုကွန်ရက်မှာတင်ပြီးတဲ့နောက် မေလ15ရက်နေ့မှာမိတ်ကြီးလာမျိုးရန်မျိုးအောင်ရက်ွက်မှာနေထိုင်နေတဲ့အငိမ့်စားတက်ချက်ကြီးဇော်ယူထုံးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါမိတ်ကြီးလာမျိုးနဲ့ပြည်သူစစ်ကောင်းဆောင်အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းအဖမ်းခံပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်အောက်မှာရှိနေတဲ့အဖွဲ့ဝင်18ယောက်ကနှုတ်ထွက်တော့မယ်လို့လူမှုကွန်ရက်မှာကြေညာထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။